ဒီကနေ့ကျွန်တော်ဖတ်ပြမှာကတော့ငါတို့မျိုးဆက်တော်လန်စာစဉ်အတွက်သုံးအမှတ်သုံးတွင်ဖော်ပြထားတယ်အညတရရဲဘော်များထုစစ်သောမျော်ဤတိုင်းပြည်ကဏ္ဍတွင် ဖော်ပြထားတယ်ဆရာမင်းပုံလူ905ရေးသားထားတဲ့ဖက်နက်လေးတရံဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ဖက်နက်လေးတရံကျွန်တော်တို့မိသားစုလေးစစ်ဘေးသင်းလို့ထွက်ပြေးကြရတဲ့နေဟာ မနေ့တနေ့ကလိုပဲအမြဲတမ်းပြန်ပြောင်းမြင်အောင်မိတော့ဘာမှမယူနိုင်ခဲ့ဘူးကိုနဲ့အသက်ကိုပဲအဖတ်တင်အောင် ထွက်ပြေးခဲ့ရတယ်ကျွန်တော်တို့လင်မယားနေအောင်ကြိုးစားရှာခဲ့သမျှရှိစုမဲစုလေးတွေတည်ဆောက်ခဲ့တဲ့ဘဝလေးတွေဟာလေဘုံတစ်ချက်ရဲ့အစင်အောက်မှာဖွာကျဲကုန်ခဲ့ပြီလေမျက်စိတမိအတွင်း ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့တယ်။လေးနှစ်အရွယ်သမီးလေးသာကျွန်တော်ရဲ့ဘဝမှာအဖတ်တင်ဆုံးရတနာကျန်တာဘာမှအဖတ်မတင်ခဲ့ဘူးစစ်ရှောင်းဆိုတဲ့အဖြစ်ကခဏလေးပဲထင်ခဲ့ပြီမဲကြာလာပြီရွာတရာလုံးပြာကြာပြီးနောက်ပြန်မလာနိုင်တော့တဲ့ရေဆက်တွေအာကိုရမဲမိတ်ဆွေဆွေမျိုးတွေကလည်း ကျွန်တော်တို့လိုပဲစစ်ဘေးသင်ရာတခြားမြို့ကို ရောက်ကုန်ကြပြီတမျိုးတည်းသားချင်းတွေမို့သူတို့လည်းဒီအချိန်နေမှာအကူအညီတောင်းဖို့ဝင်လေတယ်ကိုချင်းစာစိမ့်နဲ့မတောင်းဝင်ခဲ့ဘူးတမီလေးကသူ့အသက်ရွယ်နဲ့မလိုက်အောင်ဒီငိမ့်နဲ့လိမ်ပါတယ်အခြားကလေးတွေလို မပူစားရဘူး သူလိုချင်တဲ့အယုတ်လေးတွေမုံလေးတွေတွေ့ရင်ငင်းငယ်လေးကြည်နေတတ်တယ်ကျွန်တော်မမေးရဘူးသူ့ရဲ့ပါလွန်နေတဲ့ဖက်နယ်လေးကိုမြင်နိုင်ညှစ်ဆုပ်ဆုပ်ဖြစ်နေတယ်သူများပေးတဲ့အဝတ်တွေကိုမြင်နိုင်ကျွန်တော်ရင်နဲ့စွန့်နေပြီးမျက်ရည်တွေဝဲတတ်တယ်အဖေတယောက်နေနဲ့ရင်နာရတယ်တနေ့တော့ တရင်တစ်ခုကြားလိုက်ရတယ်စစ်ဆောင်နေအတွက်အလူရှင်တွေရောက်လာမိတယ်စံရိတ်ခါတွေလူမယ်ဆိုပဲကျွန်တော်မျော်လင့်ချက်အပြင်းနဲ့ရင်ခုန်သွားတယ်ဒီတစ်ခါဆံရရင်လဲပြန်ရောက်ပြီးသမင်းလေးကိုဖနက်အသည့်ဝယ်ပေးမယ်ကျွန်တော်တို့လင်မယားချိုးချမ်းပြီးစားမယ်သမီးလေးရဲ့မျက်နှာလေး မြေရောင်ရင်းဇောနဲ့စရင်ပေးဖို့အပြည့်အလွားသွားခဲ့တယ်။ဆစ်ဆောင်စကန်းတွေကလူတွေအများကြီးပဲ။လူအုပ်ကြီးကိုတိုးဝဲ့ပြီးပြေးလွှားနေရင်လူတယောက်ကို တိုက်မိသွားတယ်။မထူပေးနိုင်ခဲ့ဘူး။စရင်ပေးရမယ်။ဆရာမလေးစီအမြန်ရောက်ချင်တဲ့စိတ်နဲ့ကျွန်တော်ဆက်ပြေးသွားခဲ့တယ်။ဟဲ့ကော မင်းဘယ်လိုဖြစ်နေတာလဲလူကိုတိုက်ပြီးမထုပေးနိုင်ဘူးလားမင်းဒါဘာလောက်တာလဲဘယ်လိုလူမျိုးလဲနောက်ကနေလူတွေဝိုင်းအောင်ဆဲဆူမှကျွန်တော်လန်ပြီးလှဲ့ကြည့်မိတယ်မာသမန်တရိယာရာနဲ့တောင်းပန်မှုလှဲ့ကြည့်မှာတိုက်မိခဲ့တဲ့လူကိုမြင်လိုက်ရတော့ကျွန်တော်ခြေလန်းတွေရက်တန့်သွားတယ် သူ့လက်ထဲမှာဂျိုင်းတောက်တစ်ချောင်းခြေတောက်တစ်ဖက်ကမရှိတော့ဘူးလေရင်ဘုံတန်ခံခဲ့ရတယ်တန်ရဟောင်းတွေမျက်နာမှာထင်ကျန်နေတယ်ရင်မထဲကစကလုံးတွေအာကောင်ဝမှာနစ်နေခဲ့တယ်ကျွန်တော်ကြိုးစားပြီးအတံပြုတ်လိုက်တယ်အကိုကျွန်ကျွန်တော် ျွန်တော်တောင်းပန်ပါတယ်သူကဘာမှပြန်မပြောပဲ တိတ်ဆိတ်စွာပဲကျွန်တော်ကိုငေးကြည့်နေခဲ့တယ်သူမျက်ဝန်းထဲမှာတော့ကျွန်တော်နားမလည်နိုင်နဲ့ခံစားချက်တွေနဲ့ပြည့်နေနေခဲ့တယ်အဲ့ဒီမျက်ဝန်းတွေကို ကြည့်ပြီးကျွန်တော်တွေးမိတယ်ဒီလိုလူတွေဘယ်လောက်များကန့်စိုးမှုမောင် ကြာခဲ့ရပြီလေကျွန်တော်ရဲ့ဒုက္ခက သူ့ရဲ့ဒုက္ခလောက်ဘယ်လောက်များသိငယ်နေသေးလဲအလူရှင်ရဲ့စည်ရင်ပေဌာနနာကနေ ကျွန်တော်ဖြည်းဖြည်းချင်းလက်ထွက်ခဲ့တယ်တမီးလေးအတော်ဖနတ်ကျွန်တော်တို့လင်မယအတော်စမ်းဆိုတဲ့မျောလင်းချက်တွေဘယ်ရောက်သွားမှန်းမသိတော့ဘူး သူ့ရဲ့ဂျိုင်းတော့တန်ကကျွန်တော်နားထဲမှာထက်ခါထက်ခါပဲ့တင်ထက်နေခဲ့တယ်ဒီစစ်ရဲ့အေးအောက်မှာကျွန်တော်တို့ဘလောက်များစက်ခံစားရအောင်ပါလဲမနှက်ပြန်တွေကကျွန်တော်တို့ကိုဘလို့များစိန်ခေါ်အောင်ပါလဲနားထဲမှာလဲကြပြဆရာမိုးစော်ရဲ့ရှိတ်စပီးယားတခါကပြောဘူးတယ် ငါမှာဖနှက်မရှိတော့ကငါငိုခဲ့ရတယ်။ဒါပေမဲ့ဂျိုင်းတော့မရှိတဲ့သူတွေကိုမြင်ရတော့ငါအငိုတိတ်သွားခဲ့တယ်ဆိုတဲ့စာသာအပိုင်းစာများကိုသာကြားနေမိပါတော့တယ်။မင်းဖုံးလူ905